ကိုယ့်ရဲ့အင်ဂျင်မှာချွေးတွေအကွက်လိုက်အကွက်လိုက်ဖြစ်နေလို့စဉ်းကျင်နေရပြီလားလက်တွေဆိုရင်လည်းပြဘာမှကင်လို့ကိုမပြောင်းချွေးတွေကြီးပဲဖက်နှက်တွေဆိုရင်လည်းချွေးစော်တွေနန်းလို့ဒီနေ့ဗီဒီယိုလေးမှာကြတော့ဒီချွေးကကိုယ့်ကိုဒုက္ခမပေးအောင် အိမ်မှာဘာလို့လုပ်ရမလဲဘယ်ချိန်မှာဆရာဝန်ပြရမလဲဆိုတဲ့ဟာကိုပြပြပေးတော့မှာဖြစ်ပါတယ် ချွေးဆိုတာကခန္ဓာကိုယ်အင်းအောင်လုပ်ပြီးတဲ့အရာပေါ့နော်ဒါပေမဲ့တချို့လူတွေမှာလိုလာတဲ့ချွေးတွေထွက်နေရမျိုးတွေရှိတယ်ဥပမာပဝန်းကျဲအေးနေရတာနဲ့ချွေးတွေထွက်နေရမျိုးလှုပ်လှုပ်ရှားရှားမနေပဲနဲ့အေးစိစိနေနေရမှာချွေးတွေထွက်နေရမျိုးအာဒါမျိုးရှိတဲ့ဒါကိုကျွန်တော်ဆေးပညာအရာ hyperhidrosis လို့ကျွန်တော်ခေါ်တယ်ဒီ hyperhidrosis ရှိတဲ့လူတွေကချွေးထွက်များတဲ့ယောဂရှိတဲ့လူတွေတော်တော်များများကြတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာဟိုကွက်ပြဖြစ်တတ်တယ် ပြီးတော့စုံစုံညီဖြစ်တတ်တယ်ပေါ့နော်ဥပမာဂျိုင်းမထွင်မဲ့ဆိုရင်ဂျိုင်းမဂျိုင်းတစ်ဖက်လုံးမှာကျွန်တော်ဖြစ်တယ်တခြားနေမှာမဖြစ်ဘူးချွေကြတော့လက်ဖွားမှာဖြစ်တယ်လက်ဖွားမှာပဲကွက်ဖြစ်နေတယ်ချွေကြတော့ခြေဖွားမှာကွက်ဖြစ်နေတယ်အဲဒါမျိုးတွေရှိတတ်တယ်ဒါတော့များသောအဖြစ်ပေါ့နော် hyperhidrosis ရှိရလို့အများစုဒါပေမဲ့တချို့လူတွေကြတော့လက်တစ်ကိုယ်လုံးချွတ်ချွတ်နေရမျိုးတွေရှိတယ်ဒီနေရာမှာကျွန်တော်သတိပေးချင်တာကကြတော့ဟိုပုံမှန်နေပူထဲမှာထွက်လို့ချွေးပို့ထွက်များတာကိုကျွန်တော် hyperhidrosis မဟုတ်ဘူးနော်ဟိုပုံမှန်မဟုတ်ပဲနဲ့ ချွေးထွက်နေအောင်မှာ hyperhidrosis ရောဂါရှိတယ်လို့ကျွန်တော်ကခေါ်တာဒီနေ့ဗီဒီယိုလေးမှာလူနှစ်ယောက်လုံးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပအောင်ဆုံးလူတစ်ယောက်ကကြတော့နေဘူးတဲ့ကိုထွက်လို့ချွေးထွက်တယ်တမန်လူတွေထက်ပိုထွက်နေတဲ့လူတွေနော်အဲ့လူတွေပြောပြပေးမယ်နောက်တစ်မျိုးကကြတမန်မဟုတ်ပဲနဲ့ချွေးထွက်နေတာအာ hyperhidrosis ပေါ့နော်အဲ့လိုရှိတဲ့လူတွေလည်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဆိုတော့ကို့မှာတမန်မဟုတ်ပဲနဲ့ချွေးထွက်နေတဲ့ယောဂါရှိမရှိဘယ်လိုသိနိုင်မလဲမိခွင်းသုံးခုကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ် ပေါ့ဆိုမိကောင်းတစ်ခုကကြတော့ကိုယ့်ရဲ့ need to ဝဘဝနေ့စဉ်ဘဝပေါ့နော်တကယ်ချင်းနဲ့တော့တွေ့ရင်လည်းစင်မပြေဘူးအလုပ်သွားလည်းစင်မပြေဘူးခန္ဓာကိုယ်မှာချွေးတွေအကွက်လည်းအကွက်လည်းအများဖြစ်နေတယ်အဲဒါကုန်းခန်းနဲ့ထိုင်နေလည်းမရဘူးအာဒီတိုင်းနေနေငင်းနေနေလည်းချွတ်ချွတ်နေရပဲဆိုရင်တော့ဒါ high vibration ရှိနေနိုင်တယ်ဒါပေါ့ဆိုမိကောင်းဒုတိယမိကောင်းကကြတော့ဒီလိုမျိုးဖြစ်တာကကျွန်တော်ခန္ဓာကိုယ်နှစ်ဖက်စလုံးမှာဖြစ်တာပေါ့နော်ဘယ်ရောညာရောမှာအကွက်လည်းအကွက်လည်းဖြစ်တာပေါ့အာဂျိုင်းဆိုဂျိုင်းပဲပေါ့နော် အာဖြစ်တယ် ဆက်ကြောတက်ရွယ်တဲ့ဆက်ဖြစ်လာတယ်ဆိုရင်ဒါ hyperhidrosis ရှိနေနိုင်တယ်ဒါဒုတိယမိကွန်းတတိယမိကွန်းကဂျီလိုမျိုးချွေးတက်တော့ဟုတ်ပါပြီညအိတ်တဲ့အခါမှာကျတော့ချွေးမထွက်တော့ဂျီလိုမျိုးဆိုရင်တော့ဒါ hyperhidrosis classic system လို့ကျွန်တော်ခေါ်တယ်ဂျီလိုမျိုးဖြစ်နေနိုင်တယ်เนาะဒါမှမဟုတ်တဲ့ချွေးထွက်တာဖြစ်ပါပဲ ဒါပေမဲ့ဒီနေရာမှာသိထားရမှာကြတော့ကိုချွေးတက်တာဟာယုတ်တည့်ရည်ကျွန်တော်တို့ဖြစ်လာတယ်။ခန္ဓာကိုယ်တစ်ခုလုံးဖြစ်လာတယ်။သမောတခြားလက္ခဏာတွေတွဲနေရဆိုရင်တော့ဒါ hyperhidrosis မဟုတ်ဘူး။ဆရာဝန်နဲ့ပြသဖို့လိုအပ်တဲ့ယောဂတစ်ခုခုတခြားယောဂရဲ့လက္ခဏာတစ်ခုခုဖြစ်နေနိုင်ပါတယ်။ဒါဆိုရင်ဆရာဝန်ကိုပဲချိန်မှာပြမှာလေ။ပေါင်းစံတစ်ခုကကြတော့ကိုညဘက်မှာချွေးတွေအရန်ချွတ်တယ်။ညနေအောင်ချွတ်တယ်ဆိုရင်ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ဒါပေါင်းစံတစ်ခု။ဒုတိယတစ်ခုကကြတော့ကို့မှာဖျားရှိတယ်။ ခန္ဓာကိုယ်အလေးချင်းရုတ်တရက်ကြီးကျလာလဲဆိုရင်ဆရာဝန်နဲ့ပြပါတတရက်တစ်ခုကကြတော့ကိုယ်ရေဘက်အောက်တယ်ပေါ့နော်ရေဘက်အောက်တယ်နှလုံးခုန်လာတယ်အရင်မြန်နေဆိုရင်ဆရာဝန်နဲ့ပြပါနံပါတ်၄နံပါတ်၄ကကြာကိုယ်လက်လေးမှာတုံနေရုတ်နေတယ်ပြီးတော့ဒီဝက်မြက်ဝမ်းကျော်တွေလည်းရှိနေဆိုရင်ဆရာဝန်နဲ့ပြပါနောက်ကွာကြတော့ကိုတခါမှချွေးမထွက်ဘူးဗျာဒီလိုမျိုးတခါမှထွက်ဖို့ရုတ်တရက်ကြီးမှတကုံလုံးချွေးဆူဆွတ်နေအောင်ထွက်လာတယ်ဆိုရင်ဆောင်းဝင်နေပြပါနောက်ဆုံးတစ်ခုကကြတော့ကိုဆေးအစ်စ်တောက်လိုက်ပြီတယ်ဗျာ တောက်ဆေးတစ်ခုခုတောက်လိုက်မိတယ်တမဟုတ်မူရဆေးတွေပါညာတွေတောက်လိုက်သုံးလိုက်လို့ချွေးတွေပါတယ်ချွတ်လာတယ်ဆိုရင်ဒါဆံဝန်နဲ့ပြပါအာတခြားဒီအောင်ကျွန်းနဲ့ပတ်သက်တဲ့လက္ခဏာရှိတယ်ဆိုရင်တော့ဆံဝန်နဲ့ပြဖို့လိုအပ်ပါတယ်ချွေရမ်းထွက်တယ်ချွေထွက်တာရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့မြင်ကုန်းလေးရောက်လာပြီပေါ့နော်ဒီနေရာမှာကြတော့တာမန်လူတွေထက်ချွေပို့ထွက်နေလူတွေတော့လည်းအတော်ဝင်မှာဖြစ်တယ်လို့ တမမဟုတ်ပဲနဲ့ချွေထွက်နေတဲ့လူတွေကြလည်းအတော်ဝင်မှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းချွေအရင်ထွက်တဲ့လူပေါ့နော်ဆိုတော့ချွေတဲ့နေရာမှာကျတော့ကျွန်တော်သုံးမျိုးရှိတယ်အိမ်မှာလုံးလုံးရနေလေးပဲကျွန်တော်ပြပြပေးမယ်နော်အဲချွေတဲ့တာသုံးမျိုးရှိတယ်ပေါ့တစ်ခုကကျတော့ကျွန်တော်ဂျိုင်းမှာချွေထွက်တာနော်ဒါလူအများစုမှာဖြစ်တယ်ဒုတိယတစ်ခုကကျတော့ခြေလေးလက်မှာဖြစ်တယ်တတိယတစ်ခုကကျတော့ကြောရင်းမှာခန္ဓာကိုယ်ရင်းမှာဖြစ်တာပေါ့နော်ဆိုတော့လူအများစုမှာဖြစ်တဲ့ဟာပဲကျွန်တော်ရင်ပြောမယ်ဗျာဂျိုင်းမှာချွေထွက်တယ်ကျမချွတ်တဲ့လေဆိုရင်ကျွန်တော်ကဘာလို့လို့ရလဲဆိုရင်ကိုလုံဆိုင်နေမှာ city mile လို့မျိုးမှာကျွန်တော်ဂျိုင်းလေးစီဝယ်လို့ရတယ် ဂျန်လင်းစီပဲဘာထူးလဲဆရာမေးပြရှိတယ်။ဒါပေမဲ့ဂျန်လင်းစီကတာမန်ဂျန်လင်းစီတော့မဟုတ်သူကချွေးမထွက်အောင်တားတဲ့ဂျန်လင်းစီဒီထဲမှာပါပါလဲဆိုတော့အလူမီနီယံဆော့ဆိုတော့အရာတွေပါဒီမှာဆိုရင်အလူမီနီယံခရိုဟိုက်ဒရစ်ဆိုတာပါတယ်နော်ဒါကြတော့ချူမထွန်းအောင်တားတဲ့အာတပ်ပေါင်းတွေတခုပါတာပေါ့နော်ဒါလေးအသုံးပြုတယ်ဆိုရင်ကျွန်တော်ချူမထွန်းတော့ပမန်ဟာရင်းနဲ့မတူဘူးเนาะဒါလေးသိချရွေးဝယ်ဖို့လိုတယ်ကျွန်တော်ကတော့ပုံမှန်အားဖြစ်တော့အပြင်မသွားခင်လိမ့်လေးရှိတယ်ဒါပေမဲ့အကောင်းဆုံးကကြတော့အသေးချာချာရေချိုးတန်ရှင်းလို့ပြီးတော့ ခန္ဓာကိုယ်အရေပြား6ပြီဆိုမှညအိယာမုံရခင်လိမ့်တာပေါ့နော်အဲကျွန်တော်တို့ဒီဂျိုင်းလေးမှာလည်းလိမ့်လို့ရတယ်လို့အဲလက်ဖွားချီဖွားရမှာလည်းကျွန်တော်လိမ့်လို့ရတယ်ဒါပေါ့နော်အဲတောက်ကိုကျွန်တော်တို့လိမ့်ပြီဆိုရင်အချောက်ခံမယ်ဆက်ဆက်ကန်းတော့အချောက်ခံမှာပေါ့ဗျာမြန်ကြီးနပန်ကာလေးလေးရစ်တောင်လေးသမဟုတ်ကျွန်တော်စမင်မှုတ်ဆက်ပေါ့နော်လေးအေးလေးနဲ့ကျွန်တော်မှုတ်မယ်ဆိုရင်လည်းရတယ်နော်ဒါကိုကျွန်တော်ညတိုင်းအဲတပတ်လောက်ကျွန်တော်တောက်လျှောက်လုပ်ပေးမယ်လုပ်ပြီးပြီဆိုရင်အဲ ကိုနေတယ်မလုပ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ကဟိုနောက်ပတ်တွေမှာဆိုရင်တပတ်နှစ်ရက်သုံးရက်လောက်လုပ်ရင်တော့မှအဆင်ပြေပါတယ်နော်တပတ်ဒီနေရာမှာအဓိကပြောချင်တာကြာတချို့တွေကြာမင်းကလေးကြာတော့ကျွန်တော်ဂျိုင်းဝေးရိတ်တာတွေဂျိုင်းဝေးနှုတ်တာတွေရှိတယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကမတော့ပါနဲ့နော်အာမတော့ပါနဲ့အာကျွန်တော်မနက်ဖြန်နော်အာမနက်ဒီညဘက်မှာဆိုရင်ကျွန်တော် moisturizer လေးလေးလိမ့်ပြီးတော့မှမနက်ဖြန်ရမှဒါလေးတုံးပါနော်ဆိုတော့ ဟိုဂျမ်ဝေးနှုတ်ထားတယ်ဂျမ်ဝေးရေးထားတယ်ဆိုတော့မသုံးပါနဲ့เนาะဒီလက်ဖွားချေဖွားရဲ့မှာလည်းအဓိကတော့ဒါလေးသုံးလို့ရတယ်ဆိုတော့လည်းကျွန်တော်ပြောပြချင်ပါတယ်เนาะနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ပေါက်တာလေးတွေသုံးလို့ရတယ်ဒါတော့ဟိုဖနက်တွေဝတ်တဲ့လူတွေပေါ့เนาะဖနက်တွေလက်တွေမှာဆိုရင်ကျွန်တော်တို့ပေါက်တာလေးတွေနည်းနည်းပါးပါလက်မှာเนาะလေးနာဆိုရင်တော့ကျွန်တော်တို့ကပို့ပြီးတော့6မြန်နဲ့ပြီးဖနက်တွေမှာဆိုတော့ချွေးမထွက်တော့ဘူးเนาะဖနက်တွေမှာချွေးမထွက်တော့အနက်မနက်တော့ဒီလိုမျိုးလေးကျွန်တော်လုပ်လို့ရတယ် ဒါတော့ခြေဖွားလက်ဖွားအကြောင်းကျွန်တော်ပြောတာဖြစ်ပါတယ်။နောက်နောက်ကိုကကျတော့ကျွန်တော်ခန္ဓာကိုယ်ခန္ဓာကိုယ်မှာကျတော့အဓိကကဟိုကျွန်တော်တို့ရိုးရှင်းဆုံးကတော့ဆိုစွကျယ်ဝတ်တာပေါ့နော်။အတွင်းခံနေကျွန်တော်ဝတ်တာပေါ့လေ။အာဒါမျိုးလေးကျွန်တော်လုပ်လို့ရတယ်။အင်ကြီးဆိုရင်လည်းကိုယ်သတိထားရမှာပေါ့နော်။အင်ကြီးဆိုရင်ဒီအရန်နူးတဲ့အင်ကြီးတွေမိုးရနေဟိုကျွန်တော်အကွက်ကွက်လေးအကွက်ကွက်လေးဆိုတော့ကျွန်တော်အယောင်နက်နက်နဲ့အကွက်အကွက်နည်းနည်းရှုပ်ရှုပ်ကက်ကက်လေးပါတဲ့ဟာလေးဝတ်နော်။နောက်နောက်ကိုကကျတော့တချို့တွေဆိုရင်ဗျာကျွန်တော်အင်ကြီးတွေမှာပဲပါတယ်။ ။ဘာလဲဆိုတော့ကိုယ့်ကိုချုံနေဆိုရင်တော့ရမယ်ထင်တယ်။ကျွန်တော်အင်ဂျီမှာတွင်းမှာဒီဂျိုင်းနီယာမှာဆိုရင်သူကအော်ကျွန်တော်အခန်းလေးပေါ့နော် overset အပိုင်းလေးပါတယ်။တချို့ဈေးကြီးတဲ့အင်ဂျီတွေမှာဆိုပါတယ်။ဒီလိုမျိုးကြီးလည်းကျွန်တော်လုပ်လို့ရတယ်နော်။ကျွန်တော်ဒါကကြတော့ဒီအင်ဂျီအပိုင်းတွေဟိုအပိုင်းပေါ့နော်။ဒါအိမ်မှာလုပ်လို့ရတဲ့အရာလေးပါ။သတိထားမှာကြတော့ကိုက coffee တွေတောက်တယ်။ကိုဘာဘာကြောင့်ဖြစ်လဲဆိုတော့သတိထားဖို့ပဲနော်။ခါကြတော့တချို့ကျွန်တော် coffee တောက်ရင်ချွတ်ထွက်တာ။ ကျွန်တော်ဆိုရင်အဆက်ဆိုင်ချွေးထွက်တယ်ကောင်းကောင်းမှစာချွေးထွက်တယ်နော်ချွေးကြတော့အရက်တောင်ချွေးထွက်တာရှိတယ်အမ်ဒါတော့ပူရင်တော့ချွေးထွက်တာတော့ကိုယ့်ကိုသိထားမှာပေါ့နော်ဒါဒါမျိုးတွေလုပ်တယ်ရှိတယ်နောက်တစ်ခုကကျတော့ချွေးကြစိတ်လုံရှာရင်ချွေးထွက်တာမျိုးရှိတယ်ဒါဆိုရင်ကျွန်တော်တို့က444 4အာလေးလေးလုံးပေါ့နော်အာဟာကိုကျွန်တော်တို့ကလိုက်နာလို့ရတယ်နေရာမှာတစ်ခုရှိတယ်တခုခုကျတော့အသက်ကို၄၀ကန့်ကြာကြာရှူမယ်သတိထားပြီးတော့နော်အာဒီနေ့တော့လေးရှူသွင်း ပြီးအောက်တာလေးစက္ကန့်1 2 3ပြီးပြန်ရှူဆုပ်ရှူဆုပ်တဲ့ခါမှလည်းလေးစက္ကန့်1 2 3ရှူထုတ်ပါနော်လေးစက္ကန့်ကြာရှူထုတ်တာပြီးတော့အောက်တာ1 2 3ပြီးပြန်ရှူဒီလိုမျိုးလေးလေးလုံးပေါ့နော်နေရာမှာလောက်လိုက်ရင်တော့ကိုစိတ်နေနေညင်းသွားရင်တော့ချွေးချက်တာတတမှာဖြစ်ပါတယ်ဒါကတော့အိမ်မှာလုပ်လို့ရတဲ့လေးလေးပေါ့နော်တချို့တွေကြတော့လေဒီအချိန်လေးစီနေမသက်သာဘူးပေါ့နော် ဒါပေမဲ့ဟိုအိမ်မှာဆက်လုပ်လို့ရတဲ့ညီတော်ရှိတယ်ဒါပေမဲ့ဒါအကြောင်းရှိပွားလေပွားလေအတွက်ပဲပေါ့နော်ဒါအကြောင်းဘာခေါ်လဲဆိုတော့ auto 46နီးပညာလို့ကျွန်တော်ခေါ်တယ်သူကတော့အဓိကဆက်လေးပါအတိတ်ပေါင်းကြည့်ဆက်လေးလိုမျိုးပဲမြန်မာနိုင်ငံမှာတော့တိတ်မတွေ့ဘူးဘူးနိုင်ငံခြားမှာတော့ရှိတယ်စီကန်းနေမှာရောအိမ်ဒီမှာလည်းလွတ်လွတ်ရတယ်ဆက်ရှိရင်ပေါ့လေအဓိကဗန်နေတဲ့မှာသူအပြားလေးထည့်ရတယ်ရေလေးထည့်ပြီးတော့လက်ဆိုလက်ချီဆိုချီကျွန်တော်ထားထားရတာပေါ့နော် တော့ကျတော့အဲ့မှာအပြားလေးတွေပါတယ်။ဟိုလက်စစ်ကြိုးလေးတွေလည်းပါတယ်ပေါ့နော်။ဘက်ထရီနဲ့လှုပ်လှုပ်လာဖြစ်တဲ့အတွက် data မလိုက်ဘူး။အဲတနည်းကို minute 20လုပ်တယ်။အဲနေတိုင်းနေတိုင်းလုပ်ပြီးတော့တစ်ပတ်နှစ်ပတ်လုပ်တယ်။နောက်ပတ်လည်းကျတော့တစ်ပတ်ကို3ရက်လောက်လုပ်ရင်ရတယ်ပေါ့နော်။အဓိကသတိထားမှာကျတော့သူမကလက်မှာပေါက်ပြဲတဲ့ဟန်ရှိနေရဆိုရင်မလုပ်ရဘူး။သူမကိုမကိုမကိုဝင်ရှိနေရင်ကိုမနှလုံးဆက်တက်ထားဆိုတော့ဆရာဝန်နဲ့တိုင်ပင်ဖို့လိုတယ်။အိမ်မှာရှိတဲ့လေပန်းထည့်ရေးထည့်ပြီးလုပ်ရတာတော့မဟုတ်ဘူးပေါ့နော်။ဆက်နဲ့လုပ်ရတာဖြစ်ပါတယ်။ ိမ်မှာလောက်တဲ့နေဒီနဲ့မထီရဘူးလို့အာပြောကြရတယ်ရှိရှိမှာပေါ့လေဒါပေမဲ့များသောအားဖြင့်ကတာမန်ချွေးထွက်မြန်တဲ့လူတွေကြတော့အိမ်မှာလောက်တဲ့နေဒီနဲ့အကုန်ဆင်းပြေးတယ်နော်ဟုတ်ကိုကဒိုင်နဲ့ဆင်းပြေးပြီဆိုတော့များသောအားဖြင့်တာမန်မဟုတ်ပဲနဲ့ချွေးထွက်နေတဲ့လူတွေမှာပတိကဖြစ်တာများတာပေါ့နော်ဒါပေမဲ့စိတ်ကြတော့မကြနဲ့နေလန်ရှိပြင်နာရှိနေလန်ရှိတယ်ဆရာဝန်နဲ့ပြလို့ရတယ်ပေါ့နော်ဆရာဝန်တွေမှာကျွန်တော်လေးစိတ်လေးရှိတယ်တောက်စိတ်လေးရှိတယ်အန်တီကိုလီနာဂျစ်တွေပေါ့လေနော်အာဒါတွေကြတော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲ ချွေ glance ပေါ့နော်ချွေ thread တွေနဲ့ကျွန်တော် glance တွေကိုအလုပ်လုပ်တာနေအောင်ဆိုတော့လုပ်တဲ့နည်းတွေပေါ့လေနော်ဒါပေမဲ့ဒီနေရာမှာတစ်ခုကျွန်တော်ပြောချင်တာကကြတော့လေ sales ဆိုတာကကြတော့အင်္ဂလိပ်စာဖြစ်မြန်မာဆေးပဲဖြစ်ဖြစ်အရာအကုန်လုံးကကျွန်တော် business ဆိုကျိုးဆိုတာရှိတယ်နော်ဟိုဒီ anti-collinear ဆိုရင်ကျွန်တော်တို့ပါဇက်တွေ၆တာဝမ်းချုပ်တာတွေနောက်မျိုးလုံးတွေဝါတာကျွန်တော်ဖြစ်တတ်တယ် အဲကျွန်တော်မြန်မာလူမျိုးတွေကကြားရတယ်ဗျလိုင်းပေါ်မှာတရားရောက်ပြောလိုက်တယ်ဒီစေးကောင်းတယ်တမဟိုရွက်ကောင်းတယ်ဒီရွက်ကောင်းတယ်ဆိုအကုန်လိုက်လုပ်လာပဲเนาะအာဒါလေးတွေကသတိထားဖို့လိုတယ်ဆိုတော့အရင်မလုပ်နဲ့ဆောင်ဝင်နဲ့တိုင်ပေးပါเนาะနောက်တစ်ခုကကြာထိုးစည်းတွေရှိတယ်ပိုဂျူလီနဲ့တောက်ဆင်နေပေါ့เนาะအာဒါလေးထိုးလို့ရတယ်ဟိုတော်တော်ထိရောက်တယ်ဗျအဲဒါလေးလည်းလုပ်လို့ရတယ်เนาะနောက်တစ်ခုကမိုက်ခရိုဝေးအန်နဂျီတွေလုပ်လို့ရတယ်နောက်တစ်ခုကကြာတော့နောက်ဆုံးမှတော့ဆာဂျူရီပေါ့เนาะခွဲစိတ်တာရယ်ပါညာလုပ်လို့ရတယ်ဆောင်ဝင်နဲ့တိုင်ပေးပါကျွန်တော်ဘိုးသူရိုင်းနေနဲ့ပဲကျွန်တော်ပြောပြပေးတာเนาะဆိုတော့ဒါနီးလိုင်းတွေရှိတယ်လို့ကျွန်တော်ပြောချင်တာ ဒီနေရာမှာအယူဆမှားလေးလည်းကျွန်တော်ပြောချင်တာပေါ့နော်အာပေါ့လောက်ဆုံးကကျတော့ဒီ gel လေးစီမှာအာဒီ deodorant လို့ခေါ်တဲ့အနံ့တက်ပြောက်စီတဲ့ gel လေးစီနဲ့ဒီချွေးချွတ်တာကိုကျွန်တော်တားတဲ့ gel လေးစီတိုင်းမတူဘူးเนาะအနံ့တက်ပြောက်တဲ့ဟာက deodorant ပါတဲ့ဟာကျတော့ကျွန်တော်အနံ့တက်ပဲပြောက်အောင်လုပ်တာเนาะချွေးတဲ့တာပြောက်တဲ့လို့ရေးသားမှသာနဲ့ချွေးတဲ့တာပြောက်မှာဖြစ်ပါတယ်เนาะ ဒါတော့ပေါ့ဆိုယူဆမှားတဲ့ခုပါနောက်တစ်ခုကကြတော့ချွတ်ထက်များတဲ့လူတွေကစေတမရတယ်ခွဲစိတ်မရတယ်ဆိုတာယူဆရတယ်တခုရှိတယ်ဒါတကယ်မဟုတ်ပါဘူးเนาะအများသောအဖြစ်ကကြတော့ကျွန်တော်တို့ကတော့ပြောတယ်ဒီဟာလေးလို့ပေါ့เนาะညာအေးအမွင်ကလေးလုပ်မယ်ပြန်နောက်ဆုံးဗျာခုနလက်အာဒီရေလေးနဲ့ချပြီးတော့လက်လက်စိမ်ပြီးတော့လုပ်တဲ့ဟာလေးရှိတယ်ပြီးအင်ဂျီကျွန်တော်တို့ဝတ်တဲ့ပုံစံလေးတွေနဲ့ပြောင်းလိုက်အများစုကကြတော့အဆင်ပြေပါတယ်เนาะနောက်တစ်ခုကကြတော့ဒီယူဆမှားတခုပေါ့เนาะ ဒီဂျိုင်းလင်းစီကိုကျွန်တော်လက်တွေခြေတွေမှာလိမ့်လို့မရဘူးလို့ယူဆကြတယ်။ဒါကကျတော့ဘာလို့ဆိုတော့ဂျိုင်းလင်းစီဖြစ်နေအောင်နော်နာမည်ကဒါပေမဲ့ရပါတယ်နော်။အာဘာလို့မရဘူးလို့ပြောကြတယ်ဆိုတော့သူတို့ကမနက်ပိုင်းသွားလိမ့်တာနော်။လက်တွေခြေတွေဆိုတာအတိရဲ့အတိုင်းပဲဟိုကန်ဒီကန်အောင်နော်။ဟိုကန်ဒီကန်ဆိုတော့ဒီဂျိုင်းလင်းစီကကျတော့အကုန်ပြတ်ကုန်တာပေါ့။ညအေးရမွေးခင်ကျွန်တော်လောက်ခိုင်းတာပါနော်။ ဒါကတော့ကျွန်တော်ယူဆမှားလေးပေါ့ဆိုတော့အပြင်သွားရင်ကိုကဒီဂျိုင်းလင်းစီလေးဆောင်းသွားမယ်တမောတ िश ူးလေးတာဝါလေးတွေကျွန်တော်ဆောင်းသွားမယ်နော်အင်းကြီးလေးဆိုအပိုယူသွားမယ်ပေါ့ဗျာနော်နောက်ကိုပေါက်တာလေးတွေပါလေးတွေပြီးတော့အခုနောက်မှပေါ်ပါတယ်ကျွန်တော်ပန်ကာသေးသေးလေးရှိရလဲနဲ့လုံးလာရရှိရဆက်နဲ့ဟာလည်းရှိရဟာဒါလေးတွေကျွန်တော်လုပ်လို့ရတယ်နော်ဆိုတော့နောက်ကိုစိတ်လို့ရမယ့်အရာတွေဆိုရင်လည်းကျွန်တော်အရှိအပြောခဲ့သလိုပဲ အာ never လေးနေရမှာပေါ့နော်အာလေးလေးလုံးနေရမှာကိုကျွန်တော်အတော့ပြမယ်ဆိုရင်တော့ကျွန်တော်စိတ်တွေရောကျွန်တော်ရှော့ချနိုင်မှာဖြစ်ပါတယ်နော်ကျွန်တော်အဓိကပြောချင်တာကကြတော့လေချွေးတဲ့အရန်ထွက်လာကြတော့ကိုရှက်စရာမဟုတ်ဘူးနော်ဟိုကိုကခုနကလုတ်စရာရှိတယ်လုတ်လိုက်မှဆိုရင်ချွေးထက်တာတော့နည်းသွားအောင်လုတ်လို့ရတယ်တကယ်ဒီခုနကပြောမှာနော်တမမဟုတ်ဘဲနဲ့ချွေးထွက်နေတဲ့လူတွေဆိုရင်လည်းဆေးတောက်လို့ရတယ်အာကျွန်တော်ဆံဝင်နဲ့ပြတ်တာလို့ရတယ်ပေါ့နော်အာဒီဒီဂျိုင်းလေးစီလေးတွေကိုကျွန်တော်ညဘက်မှာတုံးတယ်ဈေးဘောပါလေဗျာဈေးဘောလေဆိုတော့က ဟိုအရင်စိတ်မကြည့်ပါဘူးเนาะအာဒါမျိုးလေးတွေကျွန်တော်ညဘက်မှာလုပ်မယ်ကျွန်တော်ရှိမှပြောသွားတဲ့ဟာလေးတွေကျွန်တော်လုပ်မယ်ဆိုရင်တော့ဒီချွေးဆိုတဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းနိုင်မှာဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုအာကြိုက်နေတဲ့ဆိုရင်ဝေမျှပေးပါ like လုပ်ပေးပါ channel လည်း subscribe လုပ်ပေးပါကြက်မိုင်နဲ့ပတ်သက်တဲ့ဟိုအကြောင်းအရာလေးကိုလည်းကျွန်တော်မေးခွန်းလေးတွေနဲ့ comment လေးတွေမှာကျွန်တော်ရေးခဲ့ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပဲတွေ့မှာပဲလို့ပြောချင်ပါတယ်တတ်